ရှမ်းကျိုးဆက်ကိုအာဂါဒခရီး၌အာဂါဒပစ္စည်းနမူနာများအားကပောက်ပေါ်တို့ယူဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းကျိုးဆက်ကိုအာဂါဒရှင်မူများမှပြန်လည်ယူဆောင်လာတဲ့အာဂါဒစမ်းသပ်နမူနာများလေ့လာရခြင်းကကပောက်ပေါ်ရှိပစ္စည်းအသစ်များထုတ်လုပ်ခြင်းနဲ့အနာဂတ်မှာလူသားတို့ရဲ့အာဂါဒလှုပ်ရှားမှုများအတွက်ဒီပညာဆိုင်ရာပံ့ပိုးပေးနိုင်လိမ့်မယ်လို့တရုတ်သိပ္ပံအကယ်ဒမီမှသုတေသီများဆိုပါတယ်။ ရှန်ချိုး၁၉အာဂါဒရင်မှုတွေက အမျိုးအစားကဏ္ဍ၄ခုခွဲလို့ရတဲ့အာဂါဒပစ္စည်းနမူနာ၂၂မျိုးယူဆောင်လာခဲ့ခါဘေကျင်းသို့ပို့ဆောင်သွားမှာဖြစ်ပါထင် Thursday and Toby မြန်မာတော်တတူဆက်ကြက်ခိုင်ရေမြန်မာတော်တမန်နီလောက်ကဘာမြေစီလွာအဖြစ်ပစ္စည်းဂျဲပေါင်းဆက်ချောစီပစ္စည်းတို့ပါဝင်မှာထဲ့ ဒီစမ်းတန်နမူနာတွေကို လေ့လာခြင်းဖြင့်မျိုးဆက်သစ်လင်းရင်အင်ဂျင်တောင်းပိုင်းဒလတ်များနှင့်နာနိုအလက်ထရောနစ်ဆက်ရပိုင်းများအတွက်အဓိကကုန်ကျန်းပစ္စည်းများထုတ်လုပ်ခြင်းကိုပံ့ပိုးမြင့်တင်နိုင်မှာဖြစ်တယ်လို့အာကာသလေ့လာရေးနည်းပညာနှင့်အင်ဂျင်နီယာဌာနကပြောပါသေးတယ်။ ခဘာပေါ်မှာပြင်ဆင် ထုတ်လုပ်ဖို့ခက်ခဲတဲ့အချို့အရှေ့အသွေးမြင်ပစ္စည်းတွေကိုအာဂါတမှာထုတ်လုပ်နိုင်မှာဖြစ်ပြီးအာဂါတစခန်းပေါ်ကပြုလုပ်နေဆဲဖြစ်တဲ့စံတက်ချက်တွေကိုဖြည့်ရှင်းချက်အချို့ပေးနိုင်ဖွယ်ရှိတယ်လို့သူတေသည်ကျန်းဝေကပြောပါအထင်အချက်လက်များအရအာဂါတရှင်လှုပ်ဆောင်ချက်ချို့ယွင်းမှု90ရာခိုင်နှုန်းကျော်ဟာအာဂါတပဝင်းကျင်ချောက်ဖြစ်ပေါ်ရပါသည် ရှန်ကျိုးဆက်ကိုအာဂါဒမင်းရှင်ဟာအမျိုးအစား73မျိုးထဲကနမူနာ102ခုကျော်ထုတ်လုပ်နိုင်ကထဲထဲဝင်ဝင်ဆန်းစစ်ဖို့အတွက်ကမ္ဘာပေါ်သို့ယူဆောင်လာနိုင်ခဲ့ပါသည်ဒီလေးလာချက်တွေကနေအခြေခံသူတေသနကုန်ချမ်းပစ္စည်းအသည့်အာဂါဒဒက်ရောင်ကြီးတက်ရောက်မှုများနဲ့ပြန်လိုက်အားနေစည်းဝါဖြစ်စဉ်တွေမှာဖိတ်ပန်နီးကြရှာလက်များထွက်ပေါ်ဖို့ပြောင်းလဲရပါတယ်လို့သိရပါတယ်ရှင်။